ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီကနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့အနာဓိကရဲ့ပျောက်ဆုံးနေတဲ့ကြောင်းမဲ့ဖွယ်ငန်းများနဲ့အခြားလိဝတ်ချမ်းများပဲဖြစ်ပါတယ်အနာဓိကဆိုတာလူတီများတဲ့ရေခဲပြင်ကြီးပါဒါပေမဲ့ဒီရေခဲပြင်ကြီးရဲ့အောက်မှာတော့လိဝတ်ချက်တွေနင်းမြုပ်နေရဆိုတာသင်သတိထားမိပါသလားနေတံပေါင်းများစွာကဒီနေရာဟာခြုံတွေပိတ်ပေါင်းနေဖုံးလန်းနေပြီးတော့ကြောက်စရာကောင်းတဲ့တတဝါတွေကျဆားတဲ့နေထိုင်ကြီးတခုဖြစ်ခဲ့ပါတယ် အလူတပြင်းတမ်းမာတဲ့ခြေသေးကြီးတွေနဲ့အေယာမငတ်ကြီးတကောင်ဒီငတ်ကြီးကအရက်၆ပေကျော်ခြင်းသေးတကောင်တော့အလေးချိန်ရှိပြီးတော့နှစ်ပေါင်းများစွာဒီနေရာမှာစိုးမိုးခဲ့ရဲ့အသားစားတတဝါကြီးပါဒါကြောင့်သူကိုကြောင်းမဲ့ဝဲငတ်လို့လည်းခေါ်ဆိုကြပါတယ်မိမဆိုင်ရာအမိကတော့ပိုယက်စ်ဟတ်စတီလို့ခေါ်ပါတယ်သူတို့ဟာပြန်နိုင်စွာမရှိပေမဲ့ငတ်ကလေးတွေလိုအလွန်လင်းမြန်စွာပြေးနိုင်ကြပါတယ်သူတို့ရဲ့ချွန်းထက်ပြီးကွင်းနေတဲ့ခြေသေးရိုးကြီးတွေကိုအာရာဒီကမှတွေ့ရှိခဲ့တဲ့အခါမှာတော့ ်ဒိဗဉ္ညာရှင်တွေအံအားတင်သွားကြရပါတယ်။ဒါကိုတက်တည်ပြလိုက်တာကလူထွာတောင်အမေရိကကနေထိုးချိုင်ဝမ်းကြီးကိုဖျက်ပြီးအနာဒီကအထိခရီးရောက်လာခဲ့ကြတယ်ဆိုတဲ့အချက်ပါပဲ။ဒီတော့ဒီအေမငတ်ကြီးတွေဘာကြောင့်မျိုးတုံးသွားတာလဲ။အဖေကတော့ယာစီဥရုကြောင့်ပဲဖြစ်ပါတယ်။အနာဒီကတပြေပြေးအေးမြလာပြီးတော့ကျွန်ုပ်တို့တည်ထားတဲ့ရေခဲပြင်ကဘာကြီးဖြစ်လာခဲ့ပါတယ်။တောင်ကုန်နေပါလာတာနဲ့အမျှဒီအသားစားတတ္တဝါကြီးတွေကလည်းမျိုးတုံးလို့ပြောက်ွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့သူဒေသနာတွေဟာဒီငတ်တွေရဲ့ပိုကြီးမားတဲ့မျိုးစိတ်တွေရေခဲပြင်အောင်မှာပုံကွယ်နေသည်တလားဆိုပြီးတော့စဉ်းစားနေစေပါတကယ်တော့အနာဒီကမှာကျွန်ုပ်တို့ထင်တာထက်တက်ရှိမျိုးစုံနေထိုင်တဲ့ကဘာကြီးတခုဖြစ်ပါတယ်ဥပမာပင်ခွင်းနေပေါ့ကြစ်စရာကောင်းတဲ့ပင်ခွင်းလေးတွေအကြောင်းမေးထားလိုက်ပါအနာဒီကမှာလူသားရွယ်6ပင်နီးပါးရှိတယ်ရှေးအောင်ပင်ခွင်းကြီးတွေရှိခဲ့ဘူးပါတယ်တို့တို့မှာရှေးလျပြီးခြုံထက်တဲ့နှုတ်သီးတွေရှိပြီးတော့ငားများတွေအတွက်ကြောက်စရာကောင်းတဲ့မုတ်ဆိုးတွေဖြစ်ခဲ့ကြပါတယ်။ ဒီကနေ့ကျွန်တော်တို့ပင်လယ်ပြင်ထဲကိုချင်းကန်လိုက်ကြအောင်ပါ။အေယာမပင်ကငံများတွေထဲပိုကြီးမားတဲ့အေယာမပြည်ကြီးငါးတွေရှိပါတယ်။တို့ဟာပေ40ကျော်အထိရှိပြီးတော့ညစာပကံများလုံးတော့ရှိရဲ့မျက်လုံးတွေကြီးမားတဲ့နှုတ်သီးတွေရှိကြပါတယ်။ဒီကဘာရဲ့အထွန်းအထက်အသားစားတတ္တဝါကြီးကတော့ဝေလာငမန်းတိုက်တွေပဲဖြစ်ပါတယ်။တို့ဟာပင်လယ်ထဲမှာဝမ်မလီအုပ်စုတွေလိုအုပ်စုဖွဲ့ပြီးဖြန်းတွေငါးတွေနဲ့အေယာမဝေလာငါးကြီးတွေကိုတောင်ညှဉ်းပန်းနှိမ့်ဆက်နိုင်ကြပါတယ်။အန္တရာယ်ကအကြောင်း အယူအဆမတွေလည်းအများကြီးရှိပါတယ်။လူအများစုကရေခဲတောင်ကြီးတစ်ခုရေခဲပြင်ကနေကြိုးကြရင်ချက်ချင်းပဲပင်လယ်ထဲမျောသွားပြီးအကြီးပြောသွားတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်ဖြစ်ရမှန်ကတော့ပုံပြီးရှုပ်ထွေးလွန်းပါတယ်။ရေခဲတောင်တွေဟာရေရောက်ကအတားစီးတွေပေါ်ဆယ်စုနှစ်ကြီးပြီးညံ့မီနေတတ်ပါတယ်။ပြင်းပြင်းထန်တဲ့ရေဝဲလက်ဝင်တဲ့အထိမိနေပြီးလနဲ့ချီပြီးတနင်္လာထဲမှာပဲလည်နေတတ်ကြပါတယ်။ A23A လို့ခေါ်တဲ့ရေခဲတောင်ကြီးတစ်ခုဟာ နှစ်ပေါင်း40နီးပါးပိတ်မိနေခဲ့ပြီးမှလွတ်လာခဲ့တာပါဒါတည်းမကသေးပါဘူးနောက်ထပ်၈လကြာရေဝဲထဲမှာလဲနေခဲ့ပါသေးတယ်နောက်ထပ်လူသိများတဲ့အယူအဆမားတခုကလူသားတွေဟာအန္တရာယ်ကအတွင်ပိုင်းကိုမိုင်300ကျော်လောက်ပဲဝန်းနိုင်တယ်ဆိုတဲ့အယူအဆပါဒီလိုဝင်ဖို့ကိုမဖြတ်တန်းနိုင်တဲ့ရေကတိုင်းကြီးတခုလေရင်စီခဲတာတွေတေလောက်တဲ့လေပြင်းတွေအောက်ဆီဂျင်မရှိတာတွေကြောင့်ဆိုပြီးပြောကြပါတယ်ဒီယူဆတွေဟာလုံးဝမှားယွင်းနေပါတယ်တကယ်အန္တရာယ်ကို လေရင်တွေကားတွေနဲ့သိမ်းမဲ့ပညာရှင်တွေခြေချင်းခရီးတွေနဲ့တောင်စူးစမ်းရှာဖွေလုပ်ပြီးခဲ့ပါပြီ။တောင်ဝေဩစွန်းမှာသူတေသနာစခန်းရှိပြီးလူတွေတစ်နှစ်ပတ်လုံးနေထိုင်ခဲ့ကြပါတယ်။ရေကတိုင်းဆိုတာရေကဲဖုံးလို့ခေါ်တဲ့ကုန်းမြေကနေသမုတ်ရာတဲကိုစီးစင်းထွက်နေတဲ့ရေကဲပြင်ထူထူကြီးတွေပါ။ဒါဟာလှစ်ဝက်အတားအဆီးတစ်ခုမဟုတ်ပဲတဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ဒီတော့အန္တာတိကဟာကျွန်တော်တို့ထင်တယ်လို့ဘာမှမရှိတဲ့ရေကဲပြင်ကြီးတစ်ခုမဟုတ်ပါဘူး။တက်စီတွေစုံလင်ပြီးတမိုင်းမတွင်ပြီးက တတဝါကြီးရဲ့ကြက်စားခဲ့တဲ့နေရာဖြစ်ပါတယ်။လက်ရှိမှာလည်းရာသီဥတုပြောင်းလဲမှုရဲ့တက်ရောက်မှုကိုအရင်ဆုံးခံစားရပေမဲ့အလွန်တိမ်မွေ့နံ့နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီရေခဲပြင်တွေအောက်မှာဘလို့လိဝတ်ချက်တွေထက်ရှိနေဦးမလဲ။ကြောက်မဲ့ဖွယ်ငှက်ကြီးတွေရဲ့အပြည့်အစုံကြောက်ဖြစ်ရုပ်ကျွန်းကိုထက်တွေ့နိုင်ဦးမလား။ဒါတွေအားလုံးကတော့အနာဂတ်ရဲ့ရှားဝေမှုတွေအပေါ်မူတည်နေပါတယ်။